三八八里比点三八八片？B 三八八里皮的是？什么片？皮皮欧门啊？欧门片。皮马哈比巴？比三八八里。有钱我已成，天地间那谁人没空耶？披满戈多。 မင်းသားတွေ လက်ဖြားခါရတဲ့အမျိုးသမီးတဲ့အခုဒွါရသမအကျိန်မြောက်သုဒ္ဒဆုံလင်ဘုရဝင်ပြိုင်ပွဲကြီးမှာ ရန်ကုန်ကမအီကြဖြူသမီးလေးကနေပြီးတော့320တန်မေကွန်းကိုအောင်းအောင်းမြင်းမြင်းဖြည့်ဆို့သွားနိုင်တဲ့အတွက်ဖမုံတို့အနေနဲ့ကိုကရီဂျူရီရှင်းမှာရန်ကုန်ယူပါတယ်အဲ့ဒီ320တန်မေကွန်းကဘာလဲလို့ဆိုတော့ဒီရဟန်းတော်တွေ ကိလေသာစိတ်တွေကိုညှို့သိမ့်နေအောင်မြတ်စွာဘုရားကတတိပေးတာဘယ်အမျိုးသမီးကြောင့်ပါလဲလို့မေးတယ်မေးကုန်ဖြစ်ပါတယ်။အဲ့ဒီအမျိုးသမီးကအမ္ဘပါဠိအမျိုးသမီးပြည်တစာမှာ ဖြစ်ပါတယ်။ဒီမေးကုန်လေးတဲကအမျိုးသမီးရဲ့အကြောင်းကိုလည်းပဲအားလုံးသိကျင်ကြမှာဖြစ်ပါတယ်။ဒါကြောင့်ဘုံဘုံကဓမ္မမိတ်ဆွေတို့ကိုပြန်လဲပြီးတော့မျှဝေတာဖြစ်ပါတယ်။ပြန်လဲပြီးတော့မှဟောပြပေးတာဖြစ်ပါတယ်။ မြတ်စွာဘုရားနာတိကရွာမှာတည်င်းသုံးပြီးတော့အာနန္ဒာရေးတဲ့ငါတို့တွေဝိဇာလီပြည်ကိုကြွကြအောင်စို့လို့မိန့်တော်မူပါတယ်။ရှင်အာနန္ဒာကလည်းမြတ်စွာဘုရားအရှင်ဘုရားအမိန့်ရှိတော်မူတဲ့အတိုင်းကြွချီတော်မူပါဗျာလို့မြတ်စွာဘုရားနဲ့နောက်ပါတန်ဃာတော်များစွာခြံရံပြီးတော့ဝိတာလီပြည်ကိုကြွတော်မူပါတယ်။ဝိတာလီပြည်ကအမ္ဘပါလီအမျိုးသမီးတည့်ရဲ့ဥယျာဉ်ထဲမှာ ကြောက်ရောက်ပြီးတော့မှတရင်သုံးနေကြတာဖြစ်ပါတယ်။အဲ့ဒီအာမပါဠိလူထားတဲ့တရဥယျံထဲမှာတရင်သုံးတာဆိုတော့အာမပါဠိပြည်စာမကတော့တေချာဘောက်ကိုမြတ်စွာဘုရားကိုလာဖူးมาဖြစ်ပါတယ်။မြတ်စွာဘုရားရဲ့နောက်မှာပါလာတဲ့900သောယဟန်ငယ်တွေဟာပြုံမြင့်နှုနယ်လာမျိုးကျွယ်တဲ့အရွယ်လေးတွေဖြစ်ပါတယ်။လူပြောပြောမယ်ဆိုရင်တော့စိတ်ကစားတတ်တဲ့အရွယ်လေးတွေပေါ့။မြတ်စွာဘုရားကလည်းသိပြီးတော့စိတ်မချလာဘူး။ စိတ်မချတဲ့အတွက်အမ္ဘပါဠိအမျိုးသမီးလာမယ်ဆိုရင်ဒီဟန်တွေတုံလုံး၆ချားမှဆိုလို့ပြည်ပေးတဲ့စကားလေးပါ။ဘာဖြစ်လို့ဒီအမ္ဘပါဠိအမျိုးသမီးနဲ့ပြည်တဇာမနဲ့ပတ်သက်ပြီးတော့တည်ပေးရတာလဲလို့ဆိုရင်အမ္ဘပါဠိဆိုတာပြည်တန်စာမဆိုတဲ့အတိတ်ပဲကဟောဒီတပြည်လုံးကိုတန်စာဆင်ထားတဲ့အမျိုးသမီးအခုခေတ်စကားနဲ့နားလည်အောင်ပြောရမယ်ဆို